ာလေလုယာယနေ့မှာအသက်ရှင်ရမယ်နှုတ်ကပတ်တော်ကိုအတူတကွလိလိုက်ရအောင်အမြင့်မြတ်ဆုံးအကောင်းမြတ်ဆုံးသောဘုရားတတဆိုတဲ့ကောင်းစဉ်ကိုစင်ကြင်စင်စားရင်းနဲ့အသက်ရှင်ကြရအောင်ကောလိုသဲခန်းကြီးတီအခန်းငယ်10ဆုတောင်းသောအချက်ဟုမူကားတင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတီးဟုသောအတီးကိုတီးခြင်းဖျားသခင်ကိုတည်သောညံတိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှလုံးနှင့်အရာရာ၌တည်ခံခြင်းစိတ်ရှည်ခြင်းအလို့ငါဘုံကြီးသောတကိုးတော်အတိုင်းခွန်အားနှင့် ပြည့်စုံသဖြင့်လကားဟာလေလုယာဒီကျမ်းချက်မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်ုပ်တို့ရဲ့အသက်တာကဘုရားသခင်ရဲ့ဘုံနဲ့ပြည့်ဖို့အတွက်ဘလိုမျိုးရှင်သန်နေတိုင်းမလဲဆိုတာကိုအတိအကျပြောထားတာဘုံကြီးတဲ့တကူတော့ တိုင်းတင့်မှာခွန်အားနဲ့ပြည့်ဖို့ဟာလေလုယာဘုရားသခင်ကိုတည်တော်ညံတိုးပွားဖို့လိုတယ်လို့ပြောထားပြည့်တင်ကဘုရားသခင်ကိုတည်တော်ညံတိုးပွားလာလေတိုးပွားလာလေဘုရားရဲ့ဘုန်းကြီးတဲ့တကူတော်ကတင့်ထဲမှာခွန်အားနဲ့ပြည့်လာလေပြည့်စုံလာလေပြည့်စုံလာလေဖြစ်လာမှာဒါဟာလေလုယာတင်ဟာကောင်းသော အကျင့်အမျိုးမျိုးတီးဟူသောအတီးကိုတီးရမယ်တဲ့ အတီးတစ်မျိုးတည်းမဟုတ်နော်ကောင်းသောအကျင့်အမျိုးမျိုးရဲ့အတီးဟာလေလုယာကောင်းသောအကျင့်အမျိုးမျိုးရဲ့အတီးကိုတင်တီးမယ်ဘုရားသခင်ကိုတီးတဲ့ညံတိုးပွားမယ်ဆိုရင်တဲ့အထဲထဲမှာဝမ်းမြောက်ခြင်းစိတ်ပြည့်နေမှာဗျာဟာလေလုယာပြီးတဲ့ခါမှာသင်ရအရာရာမှာတီးခံလာနိုင်မယ်စိတ်ရှည်လာမှာဖြစ်တယ်ဟာလေလုယာ အဲ့ဒီခါမှာတင့်ထဲမှာဘယ်အရာကတည်ရှိပြီးတိုးပွားလာမလဲဆိုတော့ပြည့်စုံလာမလဲဆိုရင်ဘုံကြီးတဲ့ဖရာရဲ့တကိုးတော်ကတင့်ထဲထဲမှာခွန်အားအပြည့်နဲ့ပြည့်စုံပြီးတိုးပွားလာမှာဖြစ်တယ်ဟာလေလုယာဟာရာဖာရှီရီဒီကီစီရီအဲ့ဒီအရာကတင်ဘလူအားဖြစ်ရမှာလေဆိုတင်ဆူတောင်းခြင်းအားဖြစ်ရမှာဖြစ်တယ်အဲကြောင့်ပေါ်လူကတင့်ကိုဆူတောင်းပေးခဲ့တာဖြစ်တယ် ဒီကောလောတဲ့ခန်းငယ်တစ်၁၀မှာပေါလုကတင့်ကိုဆူတောင်းပေးတယ်။တင့်ကကောင်းသောအကျင့်တီးဟူသောအမျိုးမျိုးသောအသီးကိုတီးဖို့ဆူတောင်းပေးတယ်။တင့်ဆူတောင်းမှာဒီနေ့မှာတင်ဝင်ခံပြီးဆူတောင်းမှာတင့်ရဲ့အတ္တမှာကောင်းသောအကျင့်ဆိုတဲ့အသီးအမျိုးမျိုးတီးလာဖို့ဟာလေလုယာဘုရားသခင်ကိုတီးတဲ့ညံနေတိုးပွားလာဖို့ဆူတောင်းမှာရခရှိဒီဒီဒီ ပြီးတင့်သေးမှဝမ်းမြောက်သောစိတ်နဲ့ရှံထွက်နေဖို့ဆုတောင်းပါဒီခိုဆေးလ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 ေးခိစီအရာရာမတိခန့်ခြင်းနဲ့စိတ်ရှည်ခြင်းရှိဖို့အတွက်ဘုရားသခင်ရဲ့ဘုန်းကြီးရဲ့တကူတော်ကတင့်ကိုခွန်အားပေးဖို့တင်တောင်းလျှောက်ပါအဲ့ဒီခွန်အားနဲ့တင်ပြေဆုံးဖို့တောင်းလျှောက်ပါရခိုစီလီလီလီခီစီဒီဒီဒီခီစီဒီဒီဒီခုစုရခါစီဒီဒီဒီဟော ပေါလုကကျွန်တော်တို့ကိုဘယ်လိုဆုတောင်းရမလဲဆိုအကောင်းဆုံးနီးပြဖြစ်တယ်ဟာလေလုယာသင်ရဲ့ခရိယံယုံကြည်သူခရိယံတယောက်အနေနဲ့သင်အသက်ရှင်တဲ့အခါမှာ balance အနေနဲ့အသက်ရှင်လျှောက်လန်းတတ်ဖို့အတွက်ကိုပေါလုကဆံပြကျွန်တော်တို့ကိုလောက်ပြခဲ့တယ်ဆံပြနီးလန်းညွန်ပြခဲ့တာဖြစ်တယ်ရက္ခစီဒါမှသင်ရဲ့အသက်တာကအမြင့်မြတ်ဆုံးသောအသက် ဟာလေလုယာအကောင်းမြတ်ဆုံးသောဘဝအတ္တတာဖြစ်တင်ရှင်တန်လာရမှာဖြစ်တယ်ရာခာစီဒီဒီဒီကီစီဘုရားသခင်ကိုတင်ကဘာဖြစ်လာမလဲဆိုတော့ဂျင်းနဲ့နှစ်သိမ့်စီတဲ့သူဖြစ်လာမှာဖြစ်တယ်ဟာလေလုယာရာခာစီဒီဒီဒီဘုရားသခင်ကသူ့ကိုဂျင်းနဲ့နှစ်သိမ့်အောင်လုပ်တဲ့သူတွေကိုသူကအယံဂုံယူတာဖြစ်တယ်ရာဖာရှိလီယောဘကိုလည်းသူကဂုံယူတယ်ငါကိုကျင့်နေစီတယ်ရခစီ ဒီနေ့တင့်ကိုဖျားသခင်ကဂုံယူကျင်တာဖြစ်တယ်ဖျားကိုတင်ကကျင်နဲ့နဲ့တိတ်တဲ့သူဖြစ်ဖို့အတွက်ရခစီဒ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 ီခီစီဖျားကတင့်ကိုဂုံယူလောက်အောင်တင်ကချုပ်လန်းသက်ရှင်ရမှာဖြစ်တယ်ရူခုရှိဒီဒီတင်ရဲ့ဘဝတက်တမှာတင်လှောက်ဆောင်လေးရမှာကောင်းသောအမှုတွေကိုလုပ်ပါတင်ရဲ့ဘဝအတက်တမှာဖျားကိုတီးခြင်းနဲ့တာရွတ်တိုးပွားစီပါ ဘုရားကိုဒီနေ့တည်တာတဲ့မနေ့ပြန်ပူတည်စီပါ လူတွေကဒီနေ့ရတာတဲ့မနေ့ပြန်ပစံပူရဖို့လုပ်တာဖြစ်တယ်ဒီနေ့စားတာတဲ့မနေ့ပြန်ပူကောင်းတာစားဖို့စဉ်းစားတယ်ဒီနေ့သွားအကောင်းဆုံးသွားတဲ့နေရာတဲ့မနေ့ပြန်ပူကောင်းတဲ့အရာကိုသွားဖို့စဉ်းစားတယ်ဘုရားသခင်ကတင့်ကိုပြောနေတဲ့အရာကသူ့ကိုတည်ခြင်းကဒီနေ့တည်တာတဲ့မနေ့ပြန်မှာပူတည်ဖို့ဘုရားသခင်ကတင့်ကိုတောင်းနေတာဖြစ်တယ်ဒီမနေ့ပြန်မှာဘုရားကိုပူတည်လာလေး ဘုရားသခင်ကတင့်ကိုကျင့်နဲ့အားရလာလီဘုရားကိုတင်ပို့တိလာလီဘုရားတင့်ကိုပူပြီးပူပြီးကျင့်နဲ့အားရပြီးဂုဏ်ယူနေမှာဖြစ်တယ်ဟာလေလုယာတင့်ရဲ့ဘဝတတဘုရားကိုတင်တိလီတိလီတင်ဟာတာမန်လူမဟုတ်တော့ပါဘူးဟာလေလုယာတကယ်တဘာဝလွန်လူသားဖြစ်လာမှာဖြစ်တာမန်တဲ့ထူးမြတ်တဲ့ဘဝအတ္တကိုရရှိလာမှာဖြစ်တယ်ရခရှိဒီ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 ခိရှိဒီအရာကဘုရားသခင်က သူရဲ့အလိုတော်ဖြစ်တယ်ယုံကြည်သူခရိယအနေမှာရှင်တန်ရမယ့်ဘဝအတ္တဖြစ်တယ်လို့ဖော်ပြထားတာဖြစ်တယ်။ဘုရားသခင်ကနေ့ရက်စဉ်တိုင်းအတ္တမှာတင်းလျှောက်လန်းသမျှထဲမှာဖြောင့်မတ်ခြင်းနဲ့တင်းကိုလျှောက်လန်းစေချင်တာဖြစ်တယ်။နေ့ရက်စဉ်တိုင်းအတ္တအချိန်တိုင်းမှာဘုရားသခင်ကသူ့ကိုခြင်းနဲ့နဲ့သိစေတဲ့သူတယောက်အနေနဲ့ရှင်တန်စေချင်တာဖြစ်တယ်။ဟာလေလုယာ။ရခရှိတဲ့ယေရှုကပြောလဲဆိုငါကခမဲတော့ ကိုကျင်နဲ့နှစ်သိမ့်စီတဲ့သူဖြစ်တယ်လို့ဖော်ပြထားတာဖြစ်တယ်။ရခရှိတယ်။ဒါကြောင့်တင်းတို့လေဖျားသခင်ကိုကျင်နဲ့နှစ်သိမ့်စီတဲ့သူဖြစ်ဖို့အတွက်ယေရှုကယဟန်လူချင်းနဲ့သူ့ရဲ့အလိုဆန္ဒဖြစ်ပါတယ်။ယောဟန်အခန်းကြီး၈အခန်းငယ်29ကိုသွားကြည့်ရအောင်။ယေရှုကဘာပြောခဲ့လဲဆိုတာငါကိုဆီလွတ်တော်မူသောသူသည်ငါနှင့်အတူရှိတော်မူ၏။ဟာလေလုယာငါကိုတကူတီးနေစေခြင်းက ခမီးတော်သည်ဆွန့်ပစ်တော်မမူအကြောင်းမူကားနှစ်သက်တော်မူသော အမှုကိုအစင်မပြတ်ငါပြုသည်ဟုမိန့်တော်ဟာလေလုယယေရှုကိုယ်တိုင်ခမီးတော်ကျင့်နဲ့နှစ်သိမ့်တဲ့အမှုတွေကိုသူအစင်မပြတ်ပြုတယ်လို့ပြောရနော်တရက်တည်းပြုတာမဟုတ်ဘူးတစ်လမှတစ်ခါပြုတာမဟုတ်ဘူးတစ်နှစ်မှတစ်ခါပြုတာမဟုတ်အစေမပြတ်ခမဲတော်ကျင့်နေစေတဲ့အမှုတွေကိုသူပြုနေတယ်လို့ပြောဟာလေလုယငါ့ကို ဖျားခမဲတော်ဖျားသခင်ကတကူရဲနေစီခြင်းကမစွန့်ပြစ်ဘူးဟာလေလုယာငါနဲ့အတူရှိတယ်လို့အသေးချပြောသွားတာဖြစ်တယ်ဒီနေ့မှလည်းယေရှုပြောတဲ့နည်းတူခမဲတော်ဘုရားသခင်ကတင်နဲ့အတူရှိနေတာဖြစ်တယ်ဟာလေလုယာတင့်ကိုတကိုယ်တည်းမနေစီဘူးတင့်ကိုမစွန့်ပြစ်ဘူးဒါပေမဲ့တင့်ဘက်ကလောက်ရမယ့်အရာတခုတော့ရှိတယ်ယေရှုကိုယ်တိုင်လောက်ပြသွားခဲ့တယ်နှစ် က်တော်ခမဲတော်အနှစ်သက်တဲ့အမှုတွေကိုအစင်မပြတ်ငါပြုတယ်ဟာလေလုယာဒီနေ့သင်ရဲ့အသက်ရှင်ခြင်းကဘလို့ရှင်နေလဲအစင်မပြတ်ခမဲတော်နှစ်သက်တဲ့အမှုတွေကိုသင်ပြုနေသလားသင်နှစ်သက်တဲ့အမှုတွေကိုပဲသင်ပြုနေသလားဟာလေလုယာသင်တိချစဉ်းစားပါခမဲတော်နှစ်သက်တဲ့အမှုတွေကိုသင်ပြုဖို့လိုတာဖြစ်တယ်ရိခိဆိုရူဖိုရှိခေရီဒီဒီဒီခိစီတင်ပါအမှုကိုပြုနေတယ်လေတင်ခုခဏရက်ပြီးစဉ်းစားရအောင် သင်ဘသူနှစ်သက်တဲ့အမှုကိုပြုနေတာလေယေရှုကဲ့သို့ခမဲတော်ဘုရားကင်းရဲ့နှစ်သက်တဲ့နှစ်သက်စီတဲ့အမှုတွေကိုသင်စင်ဆက်မပြတ်ပြုနေသလားလို့သင်စဉ်းစားပါဟာလေလုယာရာခရှိဒီဒီခီစီဒီရာဖရှိဒီ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 ဒါကြောင့်သင်ဟာခမဲတော်နှစ်သက်စီတဲ့အမှုကို အစင်အမြဲလုံးဆောင်တော်သူဖြစ်ဖို့လိုတာဖြစ်တယ်။ဟာလေလုယ။သင်စကားပြောတဲ့အခါမှလည်းခမဲတော်နှစ်သက်တဲ့စကားမျိုးတွေကိုပြောပါ။ရခရှိတဲ့အနှုတ်လက္ခဏာတွေမပြောပါနဲ့။ရိခိစီတီတီစာရရဲ့စကားတွေကိုသင်မပြောပါနဲ့။ခမဲတော်ပြောစီလူတဲ့စကားကိုသင်ပြောပါ။ခမဲတော်ပြောတဲ့နှုတ်ကပတ်တော်ကိုသင်ပြောပါ။ရခရှိတီတီသင်လှူဆောင်တဲ့မြတ်မှာအကောင်းဆုံးလှူဆောင်ပါ။သင်စင်းစားတဲ့မြတ်မှာလည်း ဖျားသခင်နှစ်သက်တဲ့အရာတွေကိုစဉ်းစားပါဖျားသခင်နှစ်သက်တဲ့အရာတွေဖျားသခင်ကိုကျင့်နေစီတဲ့အရာတွေကိုပဲစဉ်းစားပါဟာလေလုယာကမေရောနှစ်သက်တဲ့အတ္တာနဲ့တင်ကယေရှုကဲ့သို့အစင်အမြဲရှင်တန်မယ်ဆိုရင်တင်းရဲ့ဘဝကမြင့်မြတ်ပြီးတော့မှအကောင်းဆုံးသောဘဝအတ္တာဖြစ်လာမှာဖြစ်တယ်ရာခရှိရီခုစီဆာလင်ဆီယာကလည်းကျွန်တော်တို့ကို ဆာလံကျန်းထဲမှာရေးပြီးတော့မှတတိပေးခဲ့တဲ့အရာရှိတယ်။အဲ့ဒါကိုကြည့်ရအောင်ဆာလံခန်းကြီး1ခန်းငယ်3အကြောင်းမူကားထိုးသူသည်မျက်နာမှာစိုက်ရက်မိမိအချိန်တန်မှအတီးကိုတီး၍အရွက်မညိုးနွမ်းတတ်သော အပင်နှင့်တူ၏ပြုလေသည်များတို့၌အောင်လိတ်သည်ဟာလေလုယာဘုရားသခင်က င့်ကိုအတီးတီးစေချင်တာဖြစ်တယ်။တင်ကတင်ပြုတ်တမျှအရာအလုံးမှာဘုရားသခင်ကျင်နဲ့နှစ်သက်တဲ့အရာကိုတင်လှောက်ဆောင်မယ်ဆိုရင်တင်ရဲ့အတ္တတာမှာမျက်နှာမှာစိုက်တဲ့အပင်လိုပဲတစ်ချိန်လုံးအတီးတီးနေမှာဘယ်တော့မှအရွယ်မညှိုးနွမ်းဘူးဘယ်တော့မှအတီးမတင်တဲ့ရက်ဆိုတာမရှိဘူးတင်ပြုတ်တမျှမှာအောင်မြင်နေမှာဖြစ်တယ်ဟာလေလုယအဲ့ဒါကြောင့် သင်ရဲ့ဘဝမှာတိုးတက်ဖို့လိုတယ်ဘယ်အရာတိုးတက်လာဖို့လိုလဲဖယားကိုတည်ခြင်းအရာမှာတိုးတက်လာဖို့လိုတယ်လူတွေကိုတည်ခြင်းအရာမှာသင်မတိုးတက်လာပါနဲ့ဟာလေလုယလူတွေကိုတည်ခြင်းအရာမှာသင်တိုးတက်လာမယ်ဆိုလို့ရှိရင်သင်ရဲ့အတ္တတာမှာဖယားကိုတည်ခြင်းအရာမှာသင်ကဘာဖြစ်သွားမလဲဆိုရင်ကျသွားမှာဖြစ်တယ်ဒါကြောင့်တင်လို့ဆောင်လေတ냐မှာလူရီကျင်းနဲ့အောင်တင်မလို့ပါနဲ့ ဖျားသခင်ကျင်းနဲ့နှစ်သက်အောင်သူလို့တင်လို့ဆောင်မှာဖျားသခင်ကိုတိကြီးအရာမှာတင်တိုးတက်လာတဲ့ခါမှာတင်က balance လောက်လာနိုင်မှာဘယ်လိုအရာမျိုးတွေကို balance လောက်လို့ရလဲဆိုလို့ရှိရင်တင်းရဲ့အလုတ်ပေါ်မှာတင်အကောင်းဆုံးလှုပ်ဆောင်တယ်လို့ဖျားကိုတိကြီးအရာပေါ်မှာလည်းတင်အကောင်းဆုံးလှုပ်ဆောင်တက်လာမှာဖြစ်တယ်။ hallelujah တင်းရဲ့စီးပွားရေးတွေကိုတင်အကောင်းဆုံးတည်ဆောက်တယ်လို့ ဖရာသခင်နဲ့ဆူတောင်းတဲ့အချိန်တွေကိုလည်းအကောင်းဆုံးတင်တိဆောက်ပြီးတော့မှရရယူလာမှာဖြစ်တယ်။တင်းရဲ့ပညာရဲ့ဒီကိုတင်အကောင်းဆုံးလိလာသလိုဖရာရဲ့နှုတ်ကပတ်တော်ကိုလည်းတင်အကောင်းဆုံးလိလာတင်ယူလာနိုင်ရမှာဖြစ်တယ်။ဟာလေလုယ။တင်းကဖရာနဲ့ပတ်သက်တဲ့အရာတိကျွမ်းခြင်းမှာတားရတားကြီးထွားလာဖို့လိုတာဖြစ်တယ်။အဲ့ဒီခါမှာတင်းကမှန်ကန်သော balance အတ္တတနဲ့ဘဝအတ္တတနဲ့တင်လျှောက်လန်းလာမှာဖြစ်တယ်။ဖခင်ရဲ့ဖြောင်းမှချင်းနေမှာလည်းတင်တား၍တား၍ကြီးထွားလာမှာဖြစ်တယ်။အဲ့ဒီခါမှာတင်းရဲ့အတ္တကဖခင်ကိုကျင်နဲ့နှစ်သိစေတဲ့အတ္တဖြစ်လာမှာဖြစ်တယ်။တင်လှောက်ဆောင်တဲ့အရာခတ်သိမ်းမှာအသီးတွေတီးလာမှာဖြစ်တယ်။တင်လှောက်ဆောင်မြတ်အကောင်းဆုံးသောလှောက်ဆောင်တဲ့အရာတွေကဘုရားကိုတည်ကျွမ်းခြင်းအဖြစ်လှောက်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်တင်ရဲ့ဘဝအတ္တမှာ အရာခတ်သိင်းကအောင်မြင်လာမှာဖြစ်တယ်အရာခတ်သိင်းကမျက်နှာမှာစိုက်တဲ့အပင်လိုတီးပွင့်ပြီးတော့မှသင်ရဲ့ဘဝတက်တာကညစ်မြက်ပြီးတော့မှဟာလေလုယာကောင်းမြတ်ဆုံးသောဘဝတက်တာကိုပိုင်ဆိုင်ရရှိလာမှာဖြစ်တယ်ဟာလေလုယာဒီခုချိန်မှာဆုတောင်းရအောင်ချစ်လစွာသောခမဲတော်ဖခင်ကိုယ်တော်ပြီးအပ်တဲ့အကောင်းမြတ်ဆုံးအမြင့်မြတ်ဆုံးသော ဘဝအတ္တတာအတွက်ကျေးဇူးတင်ပါတယ်ကိုရောဝိညာဉ်တော်အဖြစ်ကျွန်တော်ကျမတို့ရဲ့အတ္တတာမှာ balance ဖြစ်စေပါ balance ဖြစ်ပြီးတော့မှဘုရားကိုတည်ကြွခြင်းအရာမှာလည်းကြီးထွားလာသလိုကျွန်တော်ကျမတို့လှုပ်ဆောင်တဲ့အရာတွေမှာလည်းကြီးထွားလာစေပါ hallelujah လုပ်ငန်းဆောင်တာတွေမှာလည်းတား၍တိုးတက်အောင်မြင်စေသလိုဘုရားသခင်၌ကျွန်ုပ်တို့ကရခရှိတိတိတိဖြောင်းမချင်းအရာမှာလည်းကြီးထွားပြီးတော့မှ ဖခင်နှုတ်ကပတ်တော်တင်ယူခြင်းမှလည်းကြီးထွားစေပါဆူတောင်းခြင်းမှလည်းကြီးထွားစေပါအရာခတ်သိမ်းမှကိုရော့ကိုကျင့်နဲ့အားရတဲ့သူယေရှုကဲ့သို့ဖြစ်စေပါသားသမီးတို့ကဖြောင့်မတ်ခြင်းရဲ့အတီးပွင့်တွေကိုတီးစေပါတစ္ဆာရှိခြင်း၌ကြီးထွားစေပါရာခရှိလီ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 ကိုရော့ကိုတီးခြင်းအရာ၌အမခံတိုးတက်လက်တာ၍ကိုရော့ရဲ့ ဉာဏ်ပညာနဲ့ပြည့်စုံစေပါမိကြောင်းယေရှုနာမဖြင့်ဆုတောင်းကိုးကွယ်ပါရပါအာမင်